ဟိုရှိရှိတုန်းကအရန်ဆင်းရဲတဲ့လင်မယား၂ယောက်ရှိခဲ့တယ်သူတို့ကတဲအိမ်လေးထဲမှာနေထိုင်ကြပြီးတရက်တရက်စားဝတ်နေရတဲ့အတွက်အရန်ယုံခံခဲ့ရတယ်တနေ့မှာတော့ယောက်ျားဖြစ်သူဟာသူ့လေကွက်ထဲမှာမြေကြီးတူးရင်ညစာစားဖို့ပြင်ဆင်နေတုန်းမှာဇနီးတွေကယောက်ျားဖြစ်သူယူလာတဲ့အိုးကြီးတဲကိုဆန်နေနေထည့်ပြီးထားလိုက်မိတယ်နောက်နေ့မနက်အိုးကိုကြီးလိုက်တော့ဆန်တွေဟာအိုးပြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်သူတို့လင်မယား၂ယောက်ဟာအန်အဘီဂေဒီအိုးကမော့အိုးပဲဖြစ်မယ်လို့ပြောပြီး နောက်ထပ်စမ်းသက်ကြည့်ဖို့အတွက်ပေါင်မုံတစ်ချက်ထည့်လိုက်တော့နောင်တိမနက်မှာပေါင်မုံတွေအများကြီးဖြစ်နေတာကိုတွေ့ရတဲ့ဒါနဲ့သူတို့ဟာငွေကြီးနဲ့ရွှေကိုစမ်းသက်ထည့်ကြည့်တယ်အန်ဟောစရာကောင်းစွာနဲ့ပဲရွှေတွေဟာလည်းအမြောက်များဖြစ်လာခဲ့တယ်ဒီလိုနဲ့သူတို့လင်မယားဟာမော့ရွှေအိုးကြောင့်မကြခင်မှာပဲချမ်းသာလာခဲ့တယ် ဒါပေမဲ့သူတို့ဟာအဲ့ဒီမော်အိုးရဲ့အကြောင်းကိုဘသူကမှမပြောပြခဲ့ပဲရှုံးဝတ်ထားခဲ့တဲ့တနေ့တော့လောဘကြီးတဲ့လီနာတဲ့လီနာက သူတို့ရဲ့အိမ်နီးချင်းတယောက်ကသူတို့ရုတ်တရက်ချမ်းသာလာတာကိုမနာလိုစိတ်နဲ့လောဘတဲ့အိမ်နီးချင်းကညာဘက်မှာခိုးဝင်ပြီးမော်အိုးကိုယူဖို့ကြိုးစားခဲ့တဲ့လေမယားတို့အိမ်ကိုဝင်သွားပြီးတူမြင်နေတဲ့အိုးကိုယူပြီးထွက်ပြေးသွားပါတယ်သူကပြေးတဲ့အချိန်မှာအလောတက်ကြီးနဲ့အိုးတဲ့ကိုသူ့ကိုယ်သူပြုတ်ချသွားခဲ့တယ်မော်အိုးရဲ့တဘာဝအတိုင်းပဲသူ့လိုလူတွေဟာအမြောက်များကိုပွားများလာပြီးအဲ့ဒီလောဘသာအိမ်နီးချင်းတွေဟာတရွာလုံးကိုဒုက္ခပေးတဲ့ပြဿနာကြီးဖြစ်လာ ခဲ့တယ်။သူတို့လင်မယားဟာသူတို့ရဲ့ယတနာတွေကိုတခြားလူတွေနဲ့ဝေမျှပြီးအကျိုးရှိရှိသုံးခဲ့ပေမဲ့လောဘကြီးတဲ့အိမ်နီးချင်းကတော့လောဘကြောင့်အနည်းငယ်ဖြစ်ခဲ့ရတယ်။ဒီပုံပြင်ကနေသင်ကန်းစာယူစရာကတော့ယတနာတွေကအရေးကြီးပေမဲ့အဲ့ဒါတွေကိုလောဘမပါဘဲပညာရှိရှိနဲ့အများကျိုးအတွက်အသုံးချဖို့ကပိုပြီးအရေးကြီးတယ်ဆိုတာပါပဲ။